ဲ့တော့လုံးချက်ဗီဒီယိုတော့မြင်နိုင်ဘူးအခုကျွန်တော်တို့ဘာစံတော့ညနေ6နာရီခွဲပေါ့နော်ထိုင်းစံတော့ချိန်ည9နာရီချိန်မှာကျွန်တော်တို့ကဘာရွှေစီအကြံပြင်းသုံးသက်ချက်လေးပေါ့နော်အခုရှိတာဒီည3သုံးသက်ချက်ဆိုတာလည်းအကြံပြင်းသုံးသက်ချက်လေးလက်ရှိအနေထားလေးကိုကျွန်တော်သုံးသက်ပြပြမှာဖြစ်ပါတယ်ဒီနေ့မနက်မှာတော့ကဘာရွှေစီကျွန်တော်တို့4000 300ကျွန်တော်တို့80 10လောက်ထိတက်ခဲ့တယ်ပေါ့နော်လက်ရှိမှာတော့ကျွန်တော်ထိုးပြန်ထိုးကြနေပြလက်ရှိချိန်ဒီအနေဆုံးအနေနဲ့ကျွန်တော်ဘယ်လောက်ထိရောက်ခဲ့လဲလို့မြင်မှဆိုရင်၄244ဆိုတော့87ကနေ44ဆိုတော့ကျွန်တော်တို့ ်ပပေါင်း138ပစ်လောက်ကျခဲ့တယ်လို့ပြောလို့ရတယ်เนาะဒါကျွန်တော်တို့ဒီနေ့ကမ္ဘာရွှေစရနယ်လေးအကြအာတာနေတယ်လို့ပြောလို့ရတယ်အဲ့အကြအာတာနေကမ္ဘာရွှေစရညဘက်မှာကျွန်တော်ပြန်တက်မလားဆက်ကြမလားကျန်တဲ့ရက်တွေမှာဘယ်လိုနေထားရှိနိုင်လဲဆိုတော့ကျွန်တော်အကြံပြင်းနေတုံးသက်ပြပြပါ။ဟုတ်ပြီ။အဲကျန်ပြင်းတုံးသက်ပို့သက်ကျွန်တော်ကဘာရွှေရဲ့ဈေးအတက်ကြချက်လေးကိုအရင်ဆုံးတွက်ကြည့်လိုက်တာ။ဒီမှာကျွန်တော်ကဘာရွှေဈေးဒီနားလေးမှာကျွန်တော်တို့ကကျွန်တော်ကြည့်လိုက်တာ။ကျွန်တော်ဟိုမှာကျွန်တော်တို့တရင်အာပြီးခဲ့တဲ့အပတ်တော့ကြာနေရကျွန်တော်တို့အကြတော့ဒီမှာအကြတော့နေပေါ့နော်။ဒီမှာအကြတော့နေ ပြီးရင်ဒီမှာအသက်3လီးပြီးရင်ကျွန်တော်ဒီမှာအကြာ3လီးတနည်းအားဖြင့်ကျွန်တော်တို့ဒီလက်ရှိဈေးတန်းအနေထားမှာကျွန်တော်ဈေးအသက်ရောအကြာပါအားပြိုင်နေနေတာတွေ့ရတယ်ခင်ဗျဝယ်လိုအားနဲ့ရောင်းလိုအားပြိုင်တယ်ဘာလို့ဆိုဒီနေ့နေ့မှာကန်နယ်လေးတွေရာကျွန်တော်ပြအစီလေးဖြစ်တယ်ပြီးခဲ့တဲ့တောက်ကြမနေ့တနင်္လာတည်းမှာအစရောက်ကန်တယ်ပြီးရင်ဒီနေ့ကန်တယ်ဒီနေ့အနည်းအောင်တော့အကြာတော့ဒီနေ့လက်ရှိချိန်ဒီတော့အကြာတော့ဖြစ်နေရပါဘောနော်ညဘက်ဈေးပိတ်ရင်တော့ဘယ်လိုပိတ်မလဲဆိုတော့ကျွန်တော်ဆက်ဆောင်ကြည့်ဒီနေ့မှာကျွန်တော်ဝယ်လိုအားနဲ့ရောင်းလိုအားတနည်းအားဖြင့် အဝယ်သမားနေနဲ့ရောင်းသမားအကြီးကြီးအားပြိုင်နေအောင်တွေ့ရတယ်။ဒါပေမဲ့ဘက်ဘက်ကအသာရမလဲ။ကျွန်တော်လက်ရှိအနေထားပြောမယ်ဆိုရင်ကျွန်တော်တို့ကအယောင်သမားဘက်ကအသာရတရောင်ရောင်တော့ရှိနေတယ်ကျွန်တော်တို့အသာရပြီပေါ်တရားမို့နော်အသာရတရောင်ရောင်ရှိနေဘာလို့လဲမြင်ရဆိုကျွန်တော်ဗျာပြီးခဲ့တဲ့တောက်ချာနေရလေ၄နှစ်80နာတက်တယ်မဖောက်နိုင်ဘူးအနာမှာအယောင်သမားလေးပြုံးဝင်နေပြန်ကြတယ်ဒီနေ့လဲ၄နှစ်80အထက်ဖောက်ဖို့ကြိုးစားပဲ၈တက်လောက်ထိရောက်သွားတယ်ဗျာပြီးရင်ပြန်ပြုတ်ကြတယ် အဲ့ဒါဖြစ်တဲ့အခါကျွန်တော်တို့ကဒီအောက်မှာဆိုရင်လည်းကျွန်တော်တို့ကကျွန်တော်တို့ခဏလေးနော်ခဏလေးကျွန်တော်နည်းနည်းလေးဟွာဖြစ်နေတော့ကျွန်တော်ပြန်ပြီးတော့ဖွင့်လိုက်အောင်ပေါ့နော်နည်းနည်းလေးအဲကဘာရွှေစီအတက်ကြချက်ကကျွန်တော် error လေးတက်နေပေါ့နော်ဟုတ်ကဲ့ sorry ပါနည်းနည်းအဲ့ဒါတဟုတ်ပြီအဲ့ဒါပြတဲ့ကောင်မှကျွန်တော်တို့အာကျွန်တော်တို့ဒီအောက်ဘက်မှာဆိုရင်လည်းကျွန်တော်တို့ကဒီနားဆုံပေါ့ဒီနားတဝိုက်ကဗျာကျွန်တော်တို့4220နဲ့ကျွန်တော်တို့4190ကြပါတော့အဲ့ဆုံကကျွန်တော်တို့ဘာဖြစ်နေလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ကတမန်းဆုံလို့ဖြစ်နေဗျာ ဘာလို့ပြီးခဲ့တဲ့အပတ်တောက်ကြနေတော့ကလည်းဒီနားကိုကြ၄220နဲ့၄190ဈေးနဲ့ဆိုတော့ကြတာကြကြမင်းနောက်ချက်ချင်းပြန်ကန်တက်တာအဲကြောင့်ကျွန်တော်လက်ရှိကမ္ဘာကျွေးစည်နေတာအပေါ်ဘက်မှာဆိုပြကျွန်တော်တို့ဒီ၄၄80နဲ့ပေါ့နော် sorry ၄380နဲ့4380နဲ့ကျွန်တော်တို့4380ကြာဈေးတန်းဆုံးရှိတယ်။အဲဈေးတန်းဆုံးနဲ့ကျွန်တော်တို့အောက်ဖက်ကပေါ့နော် ၄နှစ်20နဲ့၄တက်60ကြာဈေးနှုန်းဆုံးဒီဈေးနှုန်းဆုံးကအကြီးကျယ်အားပြိုင်နေတယ်လို့ပြောလို့ရတယ်။ဘယ်ဘက်ဖောက်တက်သွားမလဲကျွန်တော်ကအပေါ်က4380နဲ့4380ဈေးနှုန်းဆုံးအထက်ဖောက်တက်သွားမယ်ဆိုတော့ရှင်နဲ့၄500တိဥတီသားနိုင်တယ်အဝယ်လက်။အောက်ဘက်ကကျွန်တော်တို့ပေါ့နော်။အာ၄နှစ်20နဲ့၄တက်60ကြာဈေးနှုန်းဆုံးအောက်ကိုဖောက်ကြသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါဆိုရင်တော့၄000ဈေးနှုန်းအထိဈေးအကျဥတီသွားနိုင်ပါလေ။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အယောင်ဘက်လက် မော်ဘန်ဒီဇယ်ဇုံကြမှာပဲတက်လိုက်ကြလိုက်ပြင်းနေမှာဆိုတော့ရှင်းနေကြာ4.80 sorry 4.80နဲ့4.80ကြမှာဆိုရောင်းအောက်ဘက်က4.90နဲ့4.20ကြမှာဆိုဝယ်လို့ရဒါကဘာချူစီရဲ့လက်ရှိရေဘူးရဖြစ်နေရပေါ့နော်အယောင်းဝယ်သုံးသက်ချက်လေးဖြစ်ပါတယ်အပေါ်ဆုံးဖောက်တဲ့သွားရင် like ဝယ်အောက်ဆုံးဖောက်ကြသွားရင် like ရောင်းတိကျပြပလို့ပြောမှာဆိုပြကျွန်တော်တို့ဒီ4.90ဆိုတဲ့ဈေးတန်းအောက်မှာကမ္ဘာရွှေဈေးကျွန်တော်တို့အချိန်တနိုင်အတိုင်းတာပေးစေကျွန်တော်တို့ market ခေါ်ရ H4 1 bag ကနေစနေပေါက်ကြသွားပြီဆိုရင်တော့ကျွန်တော်တို့ဈေးနည်းနည်းပြန်ကန်အတက်မှာလိုက်ရောင်းတော့ခွင့်ကျွန်တော်အမြပိုင်းဈေးတန်းကွာယူရတဲ့ဆိုရင်ကျွန်တော်4000ဈေးတန်းနာတီယူလို့ရတယ်အချုပ်ပိုင်းဈေးတန်းကတော့ပြကျွန်တော်4290အထက်လောက်မှာပေးအဲ့လိုပဲအပေါ်ဘက်ကပြကျွန်တော်4380ဆိုစနေအထက်မှာကဘာချွေဈေးကျွန်တော်တို့အချိန်တိုင်းအတိုက်တာပေးစေကျွန်တော်တို့ market ခေါ်ရ H1 book canister နဲ့ပေါက်တက်ပြီးပြေးသွားရဲဆိုတော့ဈေးနည်းနည်းပြန်ကြမှာလိုက်ဝယ်တော့ အမြတ်ပိုင်းဈေးနှုန်းပြကျွန်တော်တို့၄450ဒီပိုင်းတည်ယူလို့ရတယ်အရှုံးပိုင်းဈေးနှုန်းကတော့ကျွန်တော်တို့4380အောက်လောက်မှာပြီဒီဆုံးတစ်ခုမဖောက်နိုင်လို့ဆိုတော့အပေါ်မှာကျွန်တော်တို့ရောက်4390နဲ့4380ကြားမှာရောက်အရှုံးပိုင်းဈေးနှုန်း4390အထက်လောက်ပြပါအမြတ်ပိုင်းဈေးနှုန်းကျွန်တော်တို့4320 4330လောက်မှာအမြတ်ပိုင်းပါအဲ့လိုပဲကျွန်တော်တို့အောက်ဘက်က4390နဲ့4320ကြားမှာဒီအောက်မှာဖောက်နိုင်လို့ဆိုဒီကြားထဲမှာဝယ်လို့ရတယ် အမြတ်ပိုင်းစည်းတန်းကျွန်တော်တို့၄နှစ်80လောက်မှာအမြတ်ပိုင်းပါအရှုံးပိုင်းစည်းတန်းကတော့ကျွန်တော်တို့၄80အောက်လောက်မှာပေးပါခင်ဗျာကျွန်တော်တူတဲ့အမြင်ရတော့ကျွန်တော်တို့အရောက်ဘက်ကိုပို့များအားတလာပါတော့ကျွန်တော်ကတော့မနေ့ပြန်ပို့တဘူးနေမှာတော့ကျွန်တော်ရေတိုစေးအကြတနေ့လုံးအတိုင်းတားရေတိုစေးအကြဆက်အောက်ကောင်းမယ်လို့သုံးသက်ထားပြီးတော့နောက်တစ်ပတ်တနင်္လာနေ့ပေါ့နော်ကျွန်တော်တနင်္လာအဖြစ်ကျွန်တော်တို့ရက်အဖြစ်ပြောရဲဆိုအော်တိုပါလာ29ရက်နေ့မတိုင်ခင်အထိဒီနေ့ကနေပေါ့နော်အော်တိုပါလာ29ရက်နေ့အတွင်း အဲကျွန်တော်ကဘာချွေဈေးကွက်ရတဲ့ပတ်နဲ့ဆိုပြဒီနေ့ကထားပါဦးဒီနေ့ကတရက်ပဲတက်လိုက်ပါဒီနေ့တရက်အမနက်ဖြန်တပတ်ခါကျွန်တော်တို့တောက်ကြောက်ကြနေဆို3ရက်4ရက်ပေါ့နော်အာတနင်္လာနေ့ဆို5ရက်ဒီ5ရက်အတွင်းမှာကဘာချွေဈေးကို4000ဈေးတန်းနာတီဈေးအကြမြင်ရလိမ့်မယ်လို့ကျွန်တော်ရဲ့တူတဲ့ဈေးနှုန်းသဘောတရားအမြင်ရကျွန်တော်သုံးသပ်ထားပါတယ်ကျွန်တော်သုံးသပ်ချက်လေးမမမလားမမလားဆိုတာကိုတော့ကျွန်တော်ဒီနေ့ရစပြီးတော့နော်အဲနောက်တစ်ပတ်တနင်္လာနေ့အတွင်းမှာစောင့်ကြည့်ကြပါခင်ဗျကျွန်တော်တော့ဈေးအကြအားတမယ်လို့ ပုံသက်ထားပါတယ်အဲ့ဘက်ကကျွန်တော်တူတဲ့အမြင်အရကျွန်တော်အယောင်ဘက်ကိုပို့ပြီးတော့ကြိုက်မိတယ်ခင်ဗျဟုတ်ပြီအယောင်ဘက်ကိုပို့ပြီးကြိုက်မိတယ်ဆိုဒီအပေါ်ဘက်ကဗျာဒီ4380နဲ့4380ကြာစေတဲ့ဆုံးရောက်ခဲ့မယ်ပြန်ရောက်ခဲ့မယ်ဆိုရင်တော့ရောင်းဖို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်အမြင်အရတော့ပြန်မရောက်တော့ဘူးလို့ထင်တယ်ဒါမှမဟုတ်လည်းအောက်ဘက်ကဒီ4390စေတဲ့အောက်မှာအချိန်တိုင်းအတိုက်တာပဲစေနဲ့ဖောက်ကြပြီးပိတ်သွားပြီးဆိုတော့ကျွန်တော်ရောင်းလို့ရတယ်ကြားထဲမှာဗျာ4390အောက်လည်းမဖောက်သေးခင်မှာဗျာကျွန်တော်ဘယ်ဈေးနဲ့မှရောင်းလို့ရလဲလို့ကျွန်တော်မေးမယ်ဆိုရင်ကျွန်တော်အချိန်တရက်အတိုင်းတာနဲ့ကျွန်တော်ပြောပေးမယ် အဲ့ဆိုအချိန်တနားရအတိုင်းတားနဲ့ကျွန်တော်ပြောပြမယ်။တော့ဘယ်ဈေးကနေမှကျွန်တော်ရောင်းလို့ရသေးတယ်။ဟုတ်ပြီဒီဈေးတန်းနာဝင်းကျင်ကျွန်တော်ရောင်းလို့ရပြီဗျ။၄နှစ်၉နှစ်နဲ့ကျွန်တော်တို့ဘယ်ဈေးတန်းစုံချလဲလို့မိမယ်ဆိုရင်ကျွန်တော်တို့ဒီပေါ့နော်။၄နှစ်၈၀ပဲစုကြပါစို့။၄နှစ်၈၀နဲ့၄နှစ်၉နှစ်ကြာဈေးတန်းစုံမှကျွန်တော်ကပ္ပရွှေကိုကျွန်တော်တို့ရောင်းလို့ရပါတယ်။ ြန်တက်ခဲ့မယ်ဆိုရင်နော်ရေတို့ရောင်းလို့ရပါတယ်အရှုံးပိုင်းဈေးတန်း4300အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့အနည်းဆုံးနေတယ်ပေါ့ကိုကနီးဆက်ဆက်လိုချင်နေဆိုရင်တော့ဒီလောက်ထိယူပါနော်4220လောက်ထိပဲယူပါအာတကယ်လို့ကိုကစောင့်နိုင်တယ် risk ယူနိုင်တယ်ဆိုရင်တော့အောက်ဘက်ကပေါ့နော်ကျွန်တော်တို့4000ဈေးတန်းနာထိမစ်တန်းလောက်ယူချင်တယ်ကျွန်တော်ကာလာလောက်ယူချင်တယ်ဆိုရင်4000ဈေးတန်းနေမှာဗျာ4020ဒီ4030ဒီထိအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ဒါတော့ပထမရောင်းအောင်ဈေးတန်းဆိုဖြစ်ပါတယ် ဟုတ်ပြီဒုတိယရောက်မယ်ဇေဒန်စုံကတော့ကျွန်တော်ဒီကမ္ဘာချွေစီရောပြန်တက်ခဲ့တယ်ဆိုရင်တော့ဒီဇေဒန်စုံပြ၄300ကျွန်တော်တို့စက်ခွန်ဇေဒန်နဲ့ကျွန်တော်တို့ဒီအောင်တော့142ကြာစေတဲ့ဆုံးမှာကပားရွှေကိုကျွန်တော်တို့အာဒီတော့တော့စက်ကွန်ဆိုရတယ်ကျွန်တော်ဒီတော့ဘယ်လဲဒီတော့နေရာဒီတော့နှစ်ရက်ဒီတော့323စေတဲ့နဲ့ပေါ့နော်ဒီတော့ဒီတော့23စေတဲ့နဲ့ဒီတော့342ပေါ့နော်ဒီစေတဲ့ဆုံးလေးလေး ်။ကနန်းလေးတော့နည်းနည်းလေးသိနေရပြတာမဲ့ကျွန်တော်စကားပဲနားထောင်လိုက်လို့၄၃နှစ်နှစ်နဲ့၄၃နှစ်၃နဲ့ sorry ၄၃နှစ်၃နဲ့၄၃လင်းနှစ်ကြာစေတဲ့ဆုံးကိုကမ္ဘာ့ရွှေစီပြန်ကန်တက်ခဲ့တယ်ဆိုရင်လည်းရောင်းလို့ရပါတယ်။အရှုံးပိုင်းစေတဲ့၄၃၅၀အထက်လောက်ပေးပါ။အမြတ်ပိုင်းစေတဲ့ကျွန်တော်တို့ခုနပြောလိုမျိုးပဲ၄220လောက်ထိယူလို့ရတယ်။ကိုကနီနီဆက်ဆက်လိုချင်တယ်ပေါ့နော်။ဒီထက်ပိုပြီးတော့ risk unit နဲ့ပိုစောင့်နိုင်တယ်ဆိုတော့အဟိုးအောက်က၄000ဈေးတန်းကပြ၄020 4030ဈေးတန်းနေအထိ အမြတ်ပိုင်းစည်းတန်းယူလို့ရပါတယ်ကျွန်တော်ကတော့ကဘာချွေစီပေါ့နော် ရေတိုစီပြန်ကန်အကြအကောင်းကောင်းပေါ့နော်ကျွန်တော်တို့ market ခေါ်ရပူပတ်ပေါ့နော် retreatment တော့ပူပတ်ဆိုတာ sorry ပူပတ်ဆိုတာ retreatment ပေါ့နော် retreatment တော့မဟုတ် deep correction ပုံစံမျိုးလာတင့်ပြီလို့ကျွန်တော်ကတော့တုံ့တက်မိပါတယ်အဲ့ဒါပြတ်ကကျွန်တော်တော့ဒီနေ့ညနေစပြီးတော့နောက်လာမယ့်ရက်တွေမှာတော့အော်ကဘာချွေစီကကိုကျွန်တော်ဈေးတက်တိုင်းအမြင်ဈေးမှာကျွန်တော်အမြင်ရအယောင်ကြိုက်ပါတယ်တခုချက်ကကျွန်တော်တုံ့တက်ချက်ကလည်းတရားရကတော့မှတ်မယ်လို့ကျွန်တော်မဆိုလိုပါဘူး မှားကောင်းမှားနိုင်ပါတယ်ကျွန်တော်သုံးသက်ချက်နဲ့အမြင်သူအကြိုက်သူမှသာလိုက်ပြီးတော့အကြောင်းဝယ်လုပ်ကြပါခင်ဗျပြီးတော့ဒီနေ့တရားတာပိတ်စေဖဲအောက်မှာပိတ်ရင်စေအကြပိုတိကြမလဲပေါ့နော်ကျွန်တော်အရာလေးကိုကျွန်တော်တစ်ချက်သုံးသက်ကြည့်ပါမယ်အရင်ဆုံးကျွန်တော်ဒီမြင်းလေးတွေဖြတ်လိုက်ဒီမြင်းလေးတွေကြည့်ရအောင်ရှုပ်နေမှာပေါ့နော်တော်တော်လေးရှုပ်နေမှာပြတက်ကမှကျွန်တော်ဒါလေးလေးဖြတ်လိုက်မယ်တော့အချိန်တရအတိုင်းတာကိုကျွန်တော်ပြောင်းပြီးကြည့်မယ်ပေါ့နော်အချိန်တရအတိုင်းတာကိုကျွန်တော်ပြောင်းပြီးကြည့်မယ်ဆိုရင် ကျွန်တော်တို့လက်ရှိကမ္ဘာချွေစင်နေတာတော့ရိုးရှင်းပါပဲအပေါ်က၄380အထက်မှာဒီနေ့တရက်တာအပိစေဈေးပိတ်ရင်တော့ကျွန်တော်အခုပြောခဲ့တယ်ဗောနော်ဈေးတက်တိုင်းလိုက်ရောင်းမယ်ဒါကျွန်တော်တို့အခုကနေတင်းနာနေအတွင်ဗောနော်တင်းနာနေနောက်တစ်ပတ်တင်းနာနေအတွင်မှာ၄00နာတီဈေးအကျန့်ဈေးအကျမရနိုင်လဲဆိုရယ်သုံးသက်ချက်လေးလုံးဝမှားပြီလို့သာတတ်မှတ်လိုက်ပါတော့အဲ့ဒါဆိုရင်ကျွန်တော်လိုက်တာဝယ်ရမှာအယောင်မစင်းစားနေတော့ဟုတ်ပြီစန့်ကျင်ဘက်နေနဲ့ဗောဒီနေ့တရက်တာအပိစေတာဒီ4190အောင်မှာပိတ်ခဲ့ရင်တော့ ကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒီနေ့ကနေတနင်္လာနေ့အတွင်းနောက်တစ်ပတ်တနင်္လာနေ့အတွင်းပေါ့နော်ကမ္ဘာ့ရွှေဈေး၄000ဇီရန်နာဈေးအကြမြင်ရမယ်ဆိုတဲ့သုံးသက်ချက်လေးကနီးပညာပိုင်းရာပုံမှန်ကန်ဖို့ရာခိုင်နှုန်းများသွားပါပြီခင်ဗျအဲကြောင့်ဒီနေ့ကမ္ဘာ့ရွှေဈေးကကျွန်တော်အပေါ်ဘက်ကကျွန်တော်တို့4380အထက်မှာပြိနိုင်မလားအောက်ဘက်က4190အောက်မှာပြိနိုင်မလားဆိုတော့စောင့်ကြရဖြစ်ပါလေလက်ရှိမှာတော့4190ဇီရန်နာနဲ့ဈေးနီးနေရဖြစ်တဲ့ခါမှာကျွန်တော်4190အောက်ပိတ်ဖို့ကတော့ပို chance များနေတာပေါ့ဒါမှမဟုတ်လဲ တခါလေကမကျွန်တော်ကဘာချွတ်ဆဲပဲတနာရီတန်းတန်းတိုင်းဈေးကွက်အလဲကပြောင်းဖြစ်သွားနိုင်တာမို့လို့ဘယ်ဘက်မှာပြိမ့်မယ်ဆိုတော့ကျွန်တော်ဈေးကွက်မပိတ်ခင်ဒီတရက်ဒီယူဆလို့မရပါဘူးဘယ်မှာပြိမ့်မယ်ဆိုတော့စောင့်ကြည့်ရပါမယ်ဒါမှမဟုတ်ဒီနေ့မှဗျာဒီကြားလေးပဲပိတ်သွားပြီးရောမနေ့ပြန်တော့မှဗျာအပေါ်မှာပိတ်တာဖြစ်ဖြစ်အောက်မှာဖြစ်တာပိတ်တာမျိုးဖြစ်ဖြစ်အဲ့ရလဲဖြစ်နိုင်တာပါပဲဘယ်လိုလေးဖြစ်မလဲဆိုတော့ဆက်ပြီးစောင့်ကြည့်ကြတာပေါ့နော်ဒါကကျွန်တော်นี่ปัญญาใหม่ต้องตัดไปก่อนตะเถิงป้ายก็จะต้องไปจิตตาตะเถิงป้ายมาเราบ่าตะเถิงมาไม่อยู่ตะเถิงมาบ่าตีตาบ่ไม่อยู่โดนอินเตอร์ก็เลยเปลี่ยนตัดเลยเปีย ဒေါ်လာရင်းသက်တာပေါ့နော်တရားနာပြန်တက်ကနိုင်ခဲ့တယ်ဆိုရင်တော့သတင်းပိုင်းရကပတ်ချွေစီစီဆက်ကြပို့ပုံမျောလင်းလို့ရတယ်ဒါသတင်းပိုင်းရတို့ချက်ဒါမဲ့ဒီကလာမှာဒေါ်လာအင်တာနက်ကပတ်ချွေကိုတိုက်ရိုက်ကြည့်တော့အချိုးချလို့လို့လည်းမရပြန်ဘူးပေါ့နော်ဒါမှမဟုတ်တရားနာပြန်တက်ခဲ့မယ်ဆိုရင်တော့ဒေါ်လာအင်တာတော်မာနာဖြစ်တဲ့ကမှာကပတ်ချွေစီကိုလည်းကျွန်တော်တို့ဂျီရိုစီအကြအကောင်းကောင်းလေးပေါ့နော်သတင်းပိုင်းရမျောလင်းလို့ရတယ်ပြီးတော့လက်ရှိမှာဆိုရင်လည်းကျွန်တော်တို့က ထရန့်သတင်းတို့ဘာလို့ကတော့ထရန့်မဟုတ်ကျွန်တော်အမေရိကမှာ no kin protest ဆိုပြီးတော့ကျွန်တော်ဆန္ဒပြတဲ့သတင်းတွေရှိတယ်ရုရှားယူကရိန်းပေါ့နော်ကိစ္စထရန့်ညှိနှိုင်းပေးနေတဲ့ကိစ္စရှိတယ်အဲယူကရိန်းတမားယူကရိန်းတမားကိုလည်းကျွန်တော်တို့ရုရှားကလူချင်းတဲ့နေမျိုးတွေဆွလွန်လိုက်ပါညာဆိုပြီးပြောထားတဲ့သတင်းမျိုးတွေရှိတယ်ပြီးရင်လက်ရှိမှာကျွန်တော် Israel နဲ့ Palestine ကလည်းကျွန်တော်တို့အပြစ်ခတ်ရစဲသဘောတူညီချက်က Israel ဘက်ကဘုံကျဲလို့ဒါပြေကရစေးတဘောတူကြီးပြပြသွားပြီးဘာညာဆိုပြီးတော့တရင်တွေထွက်နေရမျိုးလည်းရှိတယ်ဒါအဲ့မဲ့အဲ့ဒီတရင်တွေကလက်ရှိမှာကမ္ဘာ့ကျွေးစေးကို အရန်အလုတ်ခက်ဖြစ်စရာမျိုးတော့မရှိဘူးပုံမှန်အားဖြင့်ဆိုရင်အဲ့လိုအပြစ်ခက်ရက်ဆဲပြီးဆိုတဲ့တဲ့ရင်တစ်ဖက်ကအဲ့ Nokin Protest ပေါ့နော် Strong ကိုဆန္ဒပြနေအမေရိကန်ကဆန္ဒပြနေတဲ့တဲ့ရင်ကကမ္ဘာကျွေးဆေးပေါ့ကျွန်တော်ကောင်းကောင်းကြီး effect ရှိနေကျွန်တော်အခုချိန်ပြ၄000ငွေရစီတန်းဆိုတာကျွန်တော်မြင်နေရတယ်ဒါပေမဲ့အခုမှကမ္ဘာကျွေးဆေးကအတက်တက်နေနေတာတွေ့ရတယ်အတက်တက်နေဆိုတာကျွန်တော်အကြလာပြီးတော့ကျင်းနေပေါ့ပြတော့မဟုတ်ဘူးနော်ဝယ်လိုအားတွေတက်နေအဝယ်သမားတွေကပြဝယ်တော့ဝယ်နေဒါပေမဲ့ ပပလီပဲဝယ်ပြီးတော့4380ရေပေါင်းနာရောက်တဲ့ခါမှာကျွန်တော်တို့အမြတ်ပိုင်းနာမျိုးတွေအဝယ်တွေထွက်သွားမျိုးတွေလောက်တာဖြစ်တဲ့ခါမှာအဝယ်တွေတက်နေနေတာဖြစ်တဲ့ခါမှာဒီအနေထားကကပ္ပရွှေစည်းရေတိုစည်းပြန်ကန်အကြအကောင်းကောင်းလာနိုင်တဲ့အနေထားမျိုးလို့ယူဆရတယ်။ဒါပြင်ဒီတစ်ပတ်တောက်ကြနေမှာလည်းအမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပေါင်းမှုသတင်းတွေထွက်ဖို့ရှိတယ်။အဲ့ဒီသတင်းတွေပတ်သက်ပြီးလဲကျွန်တော်အခြေခံသဘောတရားတော့ပြောမယ်ဆိုပြအဲ့ငွေကြေးဖောင်းပေါင်းမှုနှုံးနေမြင့်ခဲ့မယ်ဆိုရင်အမေရိကန်ဘောဘန်နေနဲ့ဘန်တုံးလုံးရှော့ဖို့ရကျွန်တော်အခက်အခဲရှိနေတယ်။ဥပမာဒီလတော့ရှော့ကောင်းရှော့နိုင်တယ်ဗျာ။နောက်လလေးထက်ရှော့ဖို့ကအတွက် အခက်အခဲဖြစ်သွားနိုင်တယ်။အဲကြောင့်ကျွန်တော်ဒီအာဒီတပတ်တောက်ကြနေပါအငွေကြေးဖောင်းဖောင်းတရင်နေတာမြင်းမြမမထွက်လာခဲ့ရလက်မြင်းမြမထွက်လာခဲ့တဲ့ဆိုရင်ကပားရွှေစီအတွက်ပေါ့နော်အကြဘက်ကိုသွားဖို့ဖိအားပို့ဖြစ်သွားစေနိုင်တယ်။ဒါမှမဟုတ်ကျွန်တော်ပြငွေကြေးဖောင်းဖောင်းတရင်နေရဗျာရလက်ကမမြင်ဘဲနဲ့နိမ့်နိမ့်ပြီးပဲထွက်လာတယ်ဆိုရင်တော့ဒါငွေကြေးဖောင်းဖောင်းမှုနည်းတယ်ဆိုရင်တိတ်ပဲပေါ့ငွေကြေးဖောင်းဖောင်းမှုနည်းတယ်ဆိုရင်အမေရိကန်ဘိုးဘန်နေနဲ့အမေရိကန်ဘန်တူးနှုံကိုဗျာတောက်လျှောက်ဗျာဖိအားကင်းကင်းနဲ့စတိုက်ရှော့ပူတာတို့တို့ ခွင့်လန်းပုံများသွားစေနိုင်ခဲ့ဗျာအဲ့လိုမျိုးဖြစ်သွားခဲ့ရင်တော့ကမ္ဘာရွှေစီဆက်သက်သွားစေနိုင်ဒါကသတင်းပိုင်းရရေဘူးရတုံးသက်ချက်ဖြစ်ပါတယ်ကျွန်တော်တောက်ကြနေကြရင်တော့အဲ့ငွေကြေးပေါင်းပေါင်းသတင်းနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်ထပ်ရှင်းပြပေးမယ်ပေါ့နော်အဲ့ဘက်ကဒီဘက်ထဲမှာအတယောက်မှရှိနိုင်တဲ့သတင်းဆိုတော့အဲ့တောက်ကြနေညမှာထွက်မယ်အမေရိကန်ဘိုဘန်အမေရိကန်ဘိုဘန် sorry အမေရိကန်ရဲ့ငွေကြေးပေါင်းပေါင်းသတင်းတွေကရှိပါတယ်အဲ့ဒီဒရင်းတွေဘယ်လိုထွက်လာမလဲဆိုတော့ကျွန်တော်တောက်ကြနေမှာဖြစ်တည်အောင်ပေါ့ဒီ channel ရက်တရာဒရင်းတွေကအဲ့လိုကြီးအရေးပါအနေထားမျိုးမရှိဘူးအဲ့ဒါဘက်ကမှအခုလို breaking news ကလည်းတိတ်မရှိတဲ့ကျွန်တော် သတိထားစရာဆိုတော့တောက်ကြနေညမှာထွက်မယ်ပေါ့နော်အမေရိကန်ဘို့အမေရိကန်ငွေကြေးဖောက်ပေါက်မှုသတင်းနေနေရှိတာဖြစ်တဲ့ကောင်ဒီလို အပတ်မျိုးမြာကပ္ပရွှေဈေးပေါ့နော်ရေတိုဈေးပြန်ကန်မကြဘူးဆိုရင်တော့ကျွန်တော်မြန်ပြောမယ်ဆိုရင်တော့ရှိချောင်းမှာတကယ်လို့ဒီလိုအပတ်မှာဒါဈေးကထောင်တက်သွားတယ်ပြ၄၅လေးပါရောက်သွားတယ်ဆိုရင်တော့ရှိချောင်းကိုကျွန်တော်ဈေးအကြမျောဖို့တော့ခရင်သွားနိုင်တယ်ခင်ဗျအဲအကြောင်းမို့ဘလို့နေဈေးကွက်နေသားတွေဆက်ဖြစ်လာမလဲကျွန်တော်တော့ပြန်ချက်တွေမှန်မလားမမှန်ဘူးလားဆိုတာကိုတော့ မကြောက်ခင်အဖြစ်ပေါ်ပါလိမ့်မယ်ဒါလေးကကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့ဒီနေ့ညပေါ့နော်ကဘာရွှေစည်းကွက်အကြံပြင်ဒီနေ့ညကျွန်တော်အော်တိုပါလာ27ရက်နေ့ညကဘာရွှေစည်းကွက်အကြံပြင်တုံးတက်ချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလို့တုံးတက်ချက်ဗီဒီယိုလေးကိုအတူတက်ကြည့်ချင်တယ်ဆိုရင်ကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe see fat and follow လေးလုပ်ထားကြပါခင်ဗျာပြီးကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတင်တာနေတက်ရောက်လို့ရပါတယ်အဲ့ဒါပတ်သက်ပြီးလဲကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကဘာချစ်တွေကြအားလုံးပဲဒီနေ့ညမှာကဘာရွှေစည်းကွက်အသက် တကြောင်မမကကအရောက်ဝင်လုပ်ပြီးတော့အကျိုးမြတ်တွေပါဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ